thank you ်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းရဲ့ဘုံကျဲမပြတ်အပြင်းရက်တပတ်တိုးပြတ်နေကြောင်းတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းမှာ၎င်းပေးထားတဲ့ကတိကိုတီရဲဆုံယုံမြသဘောနဲ့ AB 30 ठी အပြင်းရက်ထားမယ်လို့ဆိုလာပြန်ပါတယ်၎င်းရဲ့စကားကဘလို့မှအနှစ်သာရမရှိဆိုတာကိုလည်းအားလုံးကသဘောပေါက်ထားကြပြီလေဖြစ်ပါတယ်တပတ်မကနှစ်ပတ်တိုးတယ်ဆိုစရောဘသူကမှလည်းခေါင်းနဲ့ထဲထားကြတော့မှမဟုတ်ပါဘူး economic သတင်းကြီးကအပြင်းရက်ထားတဲ့ဆိုတဲ့ကာလအတွင်းပြည်သူများကိုလေကြောင်းမှအကြိမ်ပေါင်း120 ဆိုင်ကန်တိုက်ခိုက်ခဲ့လို့လူပေါင်း၈၀သေဆုံးသွားတဲ့တဲ့ရင်ကိုကဘာတီထုတ်ဖော်ရေးသားလာပါတယ်။ ၎င်းတို့ရဲ့လုံဝဲကြောင့်မြန်မာဟာနှစ်ထက်ခွန်းကတ်ဆိုင်ခဲ့ရပြီဖြစ်တယ်လို့လည်းခေါင်းစဉ်တက်ထားပါတယ်မြန်မာပြည်သူတွေအပေါ်လည်း၎င်းတို့ကိုလူလူတော်သဘောမထားတော့ဘဲကိန်းကနန်းတစ်ခုမြတာယူဆခဲ့ရတဲ့အဖြစ်ကိုလည်းတသက်သာမေးပြောင်နိုင်ကြမှာမဟုတ်ပါဘူးလက်ရှိမှာမြင်းငလင်တန်တင်ပြည်သူ6000ခန်းရွှေပြင်တဲများနဲ့နေနေကြပြီးလူနှစ်တန်းခန့်အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ကုလသမဂ္ဂကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်နိုင်ငံသားကြီးကမ္ဘာနဲ့ခေသွားတဲ့ဗဟုဗန်တို့ကလည်းအပြင်မှာတဲထိုးပြီးလဲပတ်နေကြပါတယ် စစ်ကောင်စီကနေပြည်တော်ဖြစ်သွားတာကိုရခိုင်အနေထားတိုင်းပြန်ရအောင်ဘယ်လို့မှမစွမ်းဆောင်နိုင်တော့ပါဘူး။နေပြည်တော်ကမန္တလေးပြည်ရင်အတိအပြအများဆုံးဖြစ်တယ်လို့သိရပါတယ်။ဝန်ထမ်းအင်အား136လုံးပြိုကျသွားပြီး494လုံးပြင်းစည်းသွားပြီး630ကလူနေလို့မဖြစ်တော့ဘူးလို့၎င်းတို့ထုတ်ပြန်ထားတဲ့သတင်းတွေမှာဆိုပါတယ်။မင်းအောင်လိုင်းကတော့အကြီးစားတစ်ခုလေးတော့အဆောင်ကြီးများတိဆောက်ချင်းထက်တင်းငယ်ပြီးစနစ်တကျစီမံထားတဲ့အဆောင်တွေကိုတိဆောက်တင်ကြောင်းငလင်တန်ကို8.3ညအထိကန်နိုင်ရှိရန်လှုပ်သွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့မင်းအောင်လိုင်းအလို့ရှိနေတဲ့ ်နျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုဆက်ပြီးအကောင့်ထဲပေါ်သွားမယ်လို့တာဝန်ယူတိဆောက်ပေးမဲ့ရုရှားရှင်ရိုဇာတွန်ကုမ္ပဏီမှသတင်းထုတ်ပြန်လာပါတယ်။အဆိုပြုထားတဲ့55မဂါဝက်ရှိဓာတ်ပေါင်းဖို့နှစ်ခုကိုမြည်သည့်နေရာမြည်သည့်အချိန်ဆိုတာနဲ့ပတ်သက်ပြီးတော့မသိရသေးပါဘူး။လာရှုမှလည်းတရုတ်တန်တမန်တင်ရင်ချင်းကိုရိုင်းရောက်ရှိလာပြီးအပြစ်ခံရဲစဲမှုစောင့်ကြည့်အုပ်စုဆိုတဲ့စာရင်းများချိန်ဆွဲထားတဲ့တရုတ်စစ်ကားတွေရောက်ရှိလာတယ်လို့သိရပါတယ်။လာရှုရှိစင်နဂါဟိုတယ်မှာလည်းမြန်မာစစ်ဘက်အရာရှိများနဲ့ဆွေးနွေးနေကြဆင်ဖြစ်ပါတယ်။နှစ်ဖက်စလုံးမှလာရှုရဲ့အနေအထား ားကိုတစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူးလို့လည်း AFP သတင်းကဖော်ပြပါဗျာ။ အဲ့ဒီလိုနှစ်ဖက်စလုံးကရှက်နေကြပုံရှိတော့လဲတရုတ်တို့ရောက်ရှိလာတဲ့အဖြစ်ကိုတရုတ်နိုင်ငံကြိုင်းဝန်ကြီးဌာနမှအတည်ပြုလိုက်ပြီးဖြစ်ပါတယ်။နှစ်ဖက်စလုံးကမြောက်ပိုင်းမှာငြိမ်းချမ်းနေတည်ငြိမ်ထိန်းသိမ်းပေးခဲ့တဲ့တရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကိုကျေးဇူးဥပဒေအရတင်နေကြတယ်လို့တရုတ်နိုင်ငံကြိုင်းဝန်ကြီးဌာနရဲ့ပြောခွင့်ရအပတ်စဉ်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကိုပါကိုကြောသက်ရင်သက်ပြောဆိုသွားခဲ့ပါတယ်။ဒါပေမဲ့တရုတ်ကတွေ့ရမယ့်နေရှာတဲ့မြန်မာစစ်ကောင်းဆောင်တွေကိုကြုံယုံကြုံကောင်းနေဖြစ်လာစေဖို့အကြိုက်ပေးမြှုပ်ဆွေးနေရတာဖြစ်ပါတယ်။အခုလည်းလာရှုကိုစ ီမံခန့်ခွဲပြီးဖို့တင်ယူခြင်းလက်ထက်ထိုးအပ်လိုက်ရပါပြီ။ MND စစ်စင်းခိတ်တွေကမြို့လေကောင်မှမြောက်ဖက်9မိုင်တောင်ဘက်3မိုင်กว่าမှာချထားပြီးကိုကန့်တို့ရဲ့နေနမိတ်စီးချထားပုံရတယ်လို့ဒေသခံတွေရဲ့အပြောကိုကိုကပြီးမြမနောင်းမှာဖော်ပြထားပါတယ်။ကိုကန့်ဖွဲ့ကလာရှုံးမြို့ရဲ့ရှိစက်ပစ္စည်းတစ်ခုမှကြံဖြုတ်ယူသွားတယ်လို့လည်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တိုင်ရင်တွေကနိုင်ငံအလဲပိုင်းကိုချင်းချောက်လာနေတာဖြစ်ပြီးစကိုင်းမန္တလေးဘက်ကတနင်္သာရီလိုမှစစ်ကမ်းပေါင်း162ခုကိုတင်ယူထားပြီဖြစ်ပါတယ်။ဒါအပြင် င်ခန့်ပတ်ရွှေပြည်မော်လူစင်ကူတကောင်တပိတ်ချင်းပင်လေဘူးအင်းတော်စုစုပေါင်းမျိုးရှင်မျိုးကိုတင်ပိုက်ထားနိုင်ခဲ့ပါတယ်အခုကတိုက်ခိုက်ရေးစွမ်းရည်နဲ့လက်နက်အင်အားတောင့်တင်းလာပြီဖြစ်ပြီးထိုးစစ်ကြီးများရေရှည်စင်နန်းနိုင်စွမ်းရှိလာပြီလို့လည်းရေးသားဖော်ပြထားပါရယ်။ညီနောင်သုံးဘော်ဖွဲ့ကလက်ရှိအနေအထားရအောင်ဆယ်နှစ်ခန့်အချိန်ယူခဲ့ရတော့လဲ PDF တွင်က၄နှစ်အတွင်းအောင်မြင်စွာသက်တမ်းရရှိလာတယ်လို့ဆိုပါရယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာမြောက်ပိုင်းဒေသစစ်ပွဲရင်အောင်လုပ်မယ်လို့တရုတ်အစိုးရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာလက်နက်ကင်တော်လိုင်းအတွင်းအားကောင်းဆုံး2029စစ်စင်ပေါ်ထွက်ခဲ့တဲ့မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွင်းစစ်ပွဲများရပ်တန့်အောင်လုပ်မယ်လို့တရုတ်အစိုးရဘက်ကတင်ရဝင်ထုတ်ပြောလိုက်ပါတယ်။တရုတ်နိုင်ငံချိုင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကအေပီလ22ရက်ကပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာအထပ်ပါတိုင်းထည့်သွင်းပြောကြားလိုက်တာပါ။ တရုတ်နိုင်ငံကကုမင်းငင်းချိုင်တွေ့ဆုံဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲများရပ်တန့်ဖို့အတွက်ဆွေးနွေးပွဲတွေကိုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဖက်အတီးတီးနဲ့အတူတရုတ်မြန်မာနယ်စပ်ငင်းချိုင်နဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့၎င်းကပြောပါတယ်။ကိုကန့်တက် MND တင်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကိုစစ်ကောင်စီတပ်ထံကို AP 22ရက်နေ့မှာလွှဲပြောင်းပေးလိုက်ပြီးတဲ့နောက်အခုလိုပြောကြားလိုက်တာပါ။ဒါပြင်စစ်ကောင်စီနဲ့မြန်မာမျိုးသားဒီမိုကရက်တစ်တပ်မတော် MND တို့က မြန်မာနိုင်ငံမြောက်ပိုင်းဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိန်းသိမ်းရမှာတရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့အခမ်းအကဏ္ဍကိုချီးကျူးကြောင်းနဲ့ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံတိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ။ TNL ကိုလည်းသူတို့မရရအောင်လုပ်လိုက်မယ်။ KYI ကတော့အဲ့ဒီလောက်နှွဲမှာမဟုတ်ဘူး။ဒါပေမဲ့ KYI သာစိတ်ရက်သွားရင်လည်းဘာမှမျှော်လင့်စရာမရှိတော့ဘူးလို့နိုင်ငံရေးလှိလာသုံးသက်သူတော်ကမှတ်ချက်ပြုပါရယ်။အဲ့ဒီလိုတရုတ်အစိုးရပြောတဲ့အတိုင်းအခုနှစ်တွင်ဖြစ်ပေါ်လာပါကຫນွေဥတော်လိုင်းအတွက်စိုးရင်ပွဲဖြစ်တယ်လို့၎င်းကသုံးသက်ပါရယ်။ဘာလို့လဲဆိုတော့မြန်မာရဲ့အဓိကတော်လိုင်းမှန်တိုင်းက EEO တွေပဲလို့ပြောလို့ရတယ်။အဲ့ဒါအောင်မှ KYI နဲ့ EEO တို့ကအဓိကကြနေတယ်။သူတို့နောက်မှရှုံချရတာကချင်းနဲ့ကင်းညင်ရှိမယ်။သူတို့ရက်ရင် PDF တွေလည်းဘာမှလုံးလို့ရတော့မှာမဟုတ်ဘူး။သူတို့သာရက် ရင်တော်လိုင်းကြီးလည်းထိကြိုက်သွားနိုင်တယ်။ဒါကိုတရုတ်ကလည်းကောင်းကောင်းကြီးသိထားလိမ့်မယ်လို့၎င်းကသုံးသပ်ပြောကြားပါတယ်။အဲဒီလိုတရုတ်နိုင်ငံကမြန်မာပြည်ရင်းနဲ့ပတ်သက်ပြီးဝင်ရောက်ဆွတ်ဖက်နေမှုကိုမြန်မာပြည်သူတွေနဲ့တကွာဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကမှတ်နှစ်မျိုးကြပါဘူး။ဗဇက်ကသာမြန်မာပြည်တွင်ရေမဆွတ်ဖက်တဲ့မှုကိုလက်ကင်ထားတယ်လို့ပြောနေတာပါ။ပြောင်ပြောင်တင်းတင်းကိုဆွတ်ဖက်နေတာအလုံးမြင်သားနေတာပဲ။အနည်းဆက်ဆုံးဥပမာဆိုရင် လာရှိုးကိစ္စသာကြည့်တော့လို့ရန်ကုန်မြို့နယ်စာအုပ်ထုတ်ဝေရေလုပ်ငန်းလုပ်ကိုင်နေသူတောက်ကပြောပါတယ်။ တရုတ်နိုင်ငံချိုင်းဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမြန်မာနိုင်ငံမြောက်ပိုင်းငင်းချိုင်းဤနဲ့တည်ငြိမ်မှုကိုထိတ်သိမ်းခြင်းကနှစ်နိုင်ငံအကျိုးစီးပွားအတွက်ကံ့ညီပြီးတရုတ်နိုင်ငံကမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့နေမြီတည်ထောင်ခိုင်မြဲရေးကိုအလေးထားလေးစားတယ်လို့ဆက်ပြောပါရယ်။ဒါအပြင်မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းတွေရဲ့ဆန္ဒနဲ့တောင်းဆိုချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းငင်းချိုင်းလုပ်ငန်းစဉ်ကိုတရုတ်နိုင်ငံကတက်ကြွစွာပံ့ပိုးကူညီနေတယ်လို့၎င်းကပြောပါရယ်။တဖန်စစ်ကောင်စီနဲ့ MNDA တို့ရဲ့ဖိတ်ကြားချက်အရတရုတ်စိုးရအနေနဲ့မကြသေးမီကအပြစ်ခံရဲစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုလာရှုံမြို့ကိုဆင်လွတ်ခဲ့ ခဲ့ပြီးအဲ့ဒီနှစ်ဖွဲ့ကြားပြစ်ခတ်ရစိုင်းကိုစောင့်ကြည့်မှဖြစ်ကြောင်း လာရှုမျိုးချုံးမွေစွာလွှဲပြောင်းပင်းရဲ့ချက်ကိုမျက်မြင်သက်သေခံသွားမှဖြစ်ကြောင်းပြောရင်းဆိုခွင့်ရှိသူကပြောပါရယ်တရုတ်ဆိုရကမြောက်ပိုင်းကြီးနောင်သုံးဖွဲ့ဖြစ်တဲ့ MND တောင်းတက်မတော် DNL အရခတ်တက်တော် A တို့နဲ့စစ်ကောင်စီတပ်တို့အကြားအပြစ်ခတ်ရဲစဲရေးဆွေးနွေးပွဲတွေကိုပြုလုပ်ဖို့ကြောင်းဝင်လှုပ်ဆောင်နေရှိကြောင်းသိရပါရယ်စစ်ကောင်စီတပ်ကင်းစင်ရင်နဲ့ကြားဖြတ်နေနေရတို့အတွက် UTB ရှမ်းပြည်မြောက်ပိုင်းမှာကြီးနောင်သုံးဖွဲ့ပူးပေါင်းပြီး2029နှစ်စစ်စင်ရင်မြည်နဲ့လွန်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာစတင်ဆင်နွှဲခဲ့ပြီးအောင်မြင်မှုများစွာရရှိသလိုလက်နက်ကင်တော်လိုက်အရှင် ိုလည်းများစွာမြင့်တင်နိုင်ခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ငလင်တန်တဲ့မန္တလေးဈေးကြုံတောင်မြောက်တိုက်တန်းကြီးကိုစတင်ဖြိုချဖြတ်သိမ်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ဈေးကြိုတော့ဈေးရုံတွေထိခိုက်မှုနေပြီးကြန့်ခိုင်စဲမှု AB24 ရင်းနှီးပြန်ဖွင့်မယ်လို့လည်းသိရပါတယ်။မန္တလေးမြို့ချမ်းဤသာဇံမြို့နယ်နဲ့ဈေးကြိုတော့84လမ်း26လမ်းနဲ့28လမ်းကြားရှိတောင်မြောက်တိုက်တန်းကြီးဈေးအဆောက်အုံတွင်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုအနည်းအောင်ဆက်တမကစတင်ဖြူချဖြစ်သိမ်းနေပြီလို့အစစ်မြင့်ဈေးကြိုတော့နဲ့တိုက်တန်းကြီးများဈေးကြိုအကျိုးတော်ဆောင်ဖွဲ့ကပြောပါတယ်။မန္တလေး28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးဈေးကြိုရှိ မန်းမြန်မာပလာဇာတောင်မြောက်တိုက်တန်းချင်းအပါအဝင်ဈေးဆိုင်တန်းအဆောက်အများပြားထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ဈေးကြိုတော့ဈေးရုံနေနဲ့မျက်နှာချင်းဆိုင်84လမ်းရဲ့အရှိတ်အချမ်းဖြစ်တဲ့တောင်မြောက်တိုက်တန်းဈေးအဆောက်အအုံစိုးစိုးရွားရွားပြိုကျပျက်စီးခဲ့ပြီးလူထိခိုက်ဒိဆောင်မှုတွေရှိခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီတောင်မြောက်တိုက်တန်းချီကိုစတင်ဖြိုဖျက်နေတာဖြစ်ပါတယ်။ငလင်းလုတ်တဲ့နေကဥပုံနေဆိုတော့ဈေးပိတ်လို့တော်သေးတာပေါ့ဈေးပွင့်တဲ့နေသာဆိုရင်အများကြီးထိကြသေးကြမှာအခုတောင်မြောက်ဈေးတိုက်တန်းတွေဖြန့်ရတော့မှာဆိုရင်ဆိုင်ဖွင့်တဲ့သူတွေဒုက္ခတော့ရောက်တာပေါ့ ော့ဆက်ဖွင့်ခိုင်းအောင်ငလင်လုံရင်ပြိုကျမှာဆိုတာနဲ့ဘယ်သူမှလည်းဖွင့်ကျမှာမဟုတ်လောက်ဘူးလို့ဈေးကြိုမှာအထင်ဆိုင်ဖွင့်ထားတဲ့မျိုးသမီးတက်ဦးကပြောပါတယ်။ငလင်လုံပြီးနောက်ဈေးကြိုတော့ဧရိယာအတွင်းရှိဈေးရုံအသီးသီးရဲ့ကြန့်ခိုင်မှုနဲ့အန်ရကင်းရှင်ရေးအတွက် AB 3ရက်နဲ့9ရက်တွေမှာဈေးအုပ်စုစစ်ဆေးရေးအဖွဲ့နဲ့အိန္ဒိယနိုင်ငံ BN ရကင်းရင်နဲ့ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာဖွဲ့တွေကစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာတောင်မြောက်တိုက်တန်းကြီးဈေးအဆောင်တွေကိုအနီရောက်ဆက်သတ်မှတ်ပြီးဖြတ်သိမ်းရမှာဖြစ်တယ်လို့ဈေးကြိုတော့အကျိုးဆောင်ဆောင်ဖွဲ့က AB 20ရက်မှာထုတ်ပြန်ထားပါတယ်။ဈေးကြိုတော့တောင်မ ရောက်တိုက်တန်းကြီးဖြစ်သိမ်းမှာမို့ဆိုင်ကန်းပိုင်ရှင်တွေကိုပြစ်စည်းသိမ်းယူဖို့ AB 9ရက်နေ့တိခွင့်ပြုပေးထားတယ်လို့ဇေကျိုးတော်ဆောင်ဘွဲကပြောပါတယ်စစ်စေးချင်ရအစင်းမြင့်စည်းကြတော့ပြမအစာဦး main structure ထိလိုက်မှုမတွင်ရပဲစံခိုင်ကောင်းမွန်နေရလို့ April 24ရက်မှာဈေးကြတော့ပြန်ဖွင့်မယ်လို့လည်းဈေးကြတော့ဆောင်ဖွဲကထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှင်းပါရဲ့ရှင်